ပြောအလုပ်ကလေးသွားမယ်နော်အလုပ်ကလေးသွားမယ်ဆိုတဲ့ခါကျတော့မိကုံးလေးကျမအောင်လာမိထားတာရှိတယ်950 18k ဆိုတာတဲ့ဘာကိုပြောတာလဲမမတဲ့မသိလို့ပြောပြပါအောင်ရှင်တဲ့ဝယ်တင်လားတဲ့โอเค เนาะဆိုတော့ဒါက 958 8K ဆိုတာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့နိုင်ငံသားအနေလာတဲ့ပစ္စည်းတွေမှာပေါ့ကျွန်တော်တို့မြန်မာပြည်မှာ platinum ဆိုပြီးတော့မှရောင်းရတာရှိတယ်။ဟိုအရင်တုန်းကက platinum ဆိုပြီးတော့မှပြောကြတာရှိတယ်။ဒါပေမဲ့ platinum ဆိုတာကတော့ဈေးကွက်ထဲမှာမဟုတ်ဘူး platinum မဟုတ်ဘူး။ဒါပေမဲ့ platinum ဖြစ်နေတယ်။ဘယ်သူက platinum လို့စလိုက်လဲတော့မသိဘူး platinum ဖြစ်နေတယ်။အဲ့တော့ကျွန်တော်တို့ဈေးကွက်ထဲမှာရှိနေတဲ့အဖြူပေါ့ဆွဲကြိုးတွေလက်ကောက်တွေဘာတွေညာတွေအဖြူတွေတွေ3 color တွေ2 color တွေอ่ะအဲ့ဒါတွေက platinum မဟုတ်ဘူး။ white gold ဖြစ်တယ်เนาะ white gold လို့ခေါ်တယ် platinum ဟာရွှေထက်တန်ဖိုးမြင့်ပါတယ်ကျမတို့ဈေးကွက်ထဲကအထည်ကြီးက platinum တဲ့တွေမဟုတ်ဘူးဒါပေမဲ့ကျမတို့မြန်မာလူမျိုးကတိတ်အစွဲကြီးတယ် platinum လို့ပြောထားရင် no platinum ပဲ white gold ဆိုရင်မဝင်ကြတော့ဘူး white gold ဆိုရင်မယူကြတော့ဘူးအဲဒီလိုမျိုးဖြစ်တယ်เนาะအဲ့တော့ ဈေးကွက်ကတောင်းတတဲ့အတိုင်းလူတွေကလက်ခံရတယ်ပြောရတယ်ပေါ့နော်အဲပလက်တီနမ်လို့ပြောရတယ်ဒါပေမဲ့အဲ့ဒါဒီပလက်တီနမ်မဟုတ်ဘူး white gold သာဖြစ်တယ်နော်အဲ့တော့850 AU ဆိုတာဘာကိုပြောတာလဲဆိုတာလေးကိုလည်းကျွန်မပြောပြမယ်နော်ဆိုတဲ့ခါကျတော့ကျွန်မတို့တွေကဒီ 18k နဲ့850ဆိုတော့အခေါ်ဝော်လေးတွေကျွန်မတို့မတူတာပေါ့နော်အခေါ်ဝော်လေးတွေမတူတာဆိုတော့ကျွန်မဒါလေးကြီးပြောချင်လို့ကျွန်မဒါလေးကြီးဆိုကျွန်မနှုတ်ကလေးတွေမှတ်မှတ်ထားတာကိန်းကနန်းလေးတွေမှားမှာဆိုလို့နော်ဆိုတော့850ဆိုတာက yellow gold ရော8 gold ရောရှိတယ်ကျွန်မတို့ 24k current ဆို 24k 24k ဆိုတာကျွန်မတို့ကဟိုဥစားပေါ့မီလင်းရွှေเนาะ9000လုံး9000လုံးဆိုတာလေ 24k မီလင်းရွှေဆိုတာလေ9000လုံးဒီ 24k ကျမတို့ account ဆိုတာလေ 24k เนาะ16ပဲရေဆိုတာလေ 24k ကိုခေါ်တယ်เนาะနောက်တစ်ခါ 23k ပေါ့ 23k ဆိုတာ15ပဲနှစ်ပြားနောက်တစ်ခါ 22k ဆိုတာကကျမတို့က15ပဲကိုခေါ်တယ်เนาะသူကကျတော့917 15ပဲကိုခေါ်တယ်အဲ့တော့ 14ဘဲဆိုရင် 20k ပေါ့73ဘဲနှစ်ပြခုန 18k ဆိုလို့ရှိရင်ကျမတို့ကအဲ86 85ရာခိုင်နှုန်းပါတဲ့900 950 AU ပေါ့ကျမတို့ဒီဘက်ကနေဆိုလို့ရှိရင်ရောထားတဲ့ဟာဆို950ဘာဖြစ်ဆိုတော့85ရာခိုင်နှုန်းရွှေရောထားတယ်เนาะ80ပြီးွားကိုကိုကျမတို့က85ရာခိုင်နှုန်းဒီပြီးွားကိုကျမတို့25%ဒီကော်ပါနဲ့ဇင်းနဲ့ရောထားတယ်အဲ့ဒါကိုကျမတို့ကအဲဒီ K တွေမှာအဲ့လိုမျိုးပေါ့ ရောသွားတဲ့ရောသွားတဲ့ကော့ပါနဲ့ဇင်းနဲ့ရောနဲ့ရောတဲ့ဟာများရင်များတယ်လို့မျိုးအရေးကြကြသွားတာပေါ့အဲ့တော့ရွှေ85ရာခိုင်နှုန်း 18k ဒေါ်လကောင်း 850AU ဒေါ်လကောင်းဒီရွှေ85ရာခိုင်နှုန်းပါပြီးတော့မှခုနကော့ပါနဲ့ဇင်းနဲ့25ရာခိုင်နှုန်းပါတဲ့ပစ္စည်းကိုပြောတာဒါကြောင့်မလို့အခုနောက်ပိုင်း white gold တွေကိုကျွန်တော်တို့ဈေးကွက်ထဲမှာအယောင်းဝယ်ပြုလို့ရတယ်နော်ပြန်ဝင်ကြတယ်ဒါပေမဲ့အများသောအားဖြင့်တော့သူကရာဂိုင်နှုံးနဲ့အယောင်းဝယ်လောက်ကြတယ်အဲဝယ်သွားတယ်10% 15%စသဖြင့်ဒီလိုမျိုးအလင်းအယောင်းတွေလောက်ကြတယ် ဒါပေမဲ့ကျမတို့တွေအဲတချို့ကလည်းကာလာပေါက်စည်းပေါ်မှာအလင်းရောင်းလုပ်တယ်တချို့ကလည်းဝယ်ယူတဲ့ဘောက်ချပေါ်မှာအလင်းရောင်းလုပ်တယ်အဲ့တော့ဒါကတော့မိမိဝယ်ယူတဲ့ဆိုင်မှာဝယ်တင်လားမဝယ်တင်လားဆိုတာတော့မိမိဝယ်ယူတဲ့ဆိုင်ရဲ့စီးမြင်စည်းကမ်းကိုတည်တည်ချာချာမေးဖို့လိုတယ်သူရဲ့ခုနပြောတဲ့ rules and regulation တွေ terms and condition တွေဒါတွေကိုတည်တည်ချာချာမေးပြီးတော့မှ ဝဲသိမ်းဝဲသိမ်းကိုကိုယ့်ကိုဆုံးဖြတ်ပေါ့နော်တချို့ကကြတော့ကာလာပေါက်စီပေးတယ်ကာလာပေါက်စီနဲ့ပြန်တွက်ပေးတယ်ရွှေလိုပဲကာလာပေါက်စီအခုဟို1ဂရမ်ကိုတဘောက၄သိန်းခွဲရောင်းနေဆို၄သိန်းခွဲနဲ့ပြန်တွက်ပေးတယ်ဟို2သိန်းတော့ဝယ်လာလေ၄သိန်းခွဲနဲ့တွက်ပေးတယ်ပြီးတော့မှ minus 15% minus 10%ဆိုပြီးတော့မှပြန်နှုတ်တယ်တချို့ကကြတော့အဲ့လိုမဟုတ်ဘဲနဲ့ဝယ်စဉ်ကာလကဘောက်ချာကတန်ဖိုးကိုပဲ15% 10%ပြန်ပြီးတော့မှနှုတ်ကြတယ်အဲ့တော့ကာလပေါက်ဈေးကို15% 10%နှုတ်တဲ့ဆိုင်မှာဝယ်ပေါ့နော်ဘောက်ချာပါတန်ဖိုးကို15% 10%နှုတ်တဲ့ဆိုင်မှာမဝယ်နဲ့ပေါ့နော်ဒီလိုမျိုးလေးဖြစ်တာပေါ့ဆိုတဲ့ခါကျတော့ကျမတို့တွေကအဲ့ဒီတော့ခုနကဟိုဈေးကွက်ထဲမှာတွေ့နေတဲ့ဟာတွေဒီ white gold ထည်တွေဖြစ်တယ် platinum ထည်တွေမဟုတ်ဘူးအဲ့တော့အဲဒီ carat ဆိုတာကကျမတို့ KARAT carat နဲ့ CARAT carat နဲ့လည်းမတူဘူးเนาะ KARAT ဆိုတာကျမတို့ရွှေရဲ့အညွန်ကိန်းကိုရည်ညွန်းတဲ့ဒီကုတ် ဖြစ်တယ်ပေါ့နော်အဲ့တော့ 24k 23k 18k အာကျွန်တော်စသဖြင့် 15k 14k အဲ့တော့ဒီ k တွေရွှေခုနကော်ပါနဲ့ဇင်းနဲ့ရောင်းလိုက်ရောလိုက်တဲ့ခါကျတော့အဖြူကိုဖြစ်သွားတာပေါ့နော်ကျွန်တော်ဒီဘက်ကကြီးရောတယ်ဘော်ရောတယ်ကြီးရောတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရွှေဖြစ်တာပေါ့အဲ့တော့ဟုတ်ပြီကျွန်တော်တို့ဆက်ကြပြီ 18k ဒါဆိုကျွန်တော်တို့ဆက်၃ဘဲဆက်၂ဘဲတွေနဲ့စိန်တယ်ခတ်တာတွေဆိုလေကျွန်တော်တို့ဒါ 18k တွေနဲ့ပဲခတ်ရတာပဲနော်စိန်တယ်တွေဟုတ်ပြီစိန်တယ်တွေကိုခတ်တယ်ဆိုရင်ကျွန်တော်တို့တွေကစိန်တယ်တွေကြောက်တယ်တွေပေါ့ဒီလိုဈေးကွက်ထဲမှာခတ်ကြတယ်ဆိုရင်ရွှေအခောက် တိုင်းကိုကျွန်မတို့ကရွှေအခောက်တိုင်းဝတ်တယ်ပေါ့ရွှေအခောက်တိုင်းဝတ်တယ်ဆိုရင်ရွှေကရော့တတ်တယ်လေဘင်းကြီးအသားတွေနဲ့ထိတယ်ဆိုရင်အဲ့တော့ကျွန်မတို့ကဈေးကွက်ထဲမှာဒုံးပီကတ်တက်နဲ့ဝတ်မယ်ဆိုရင်15ဘဲကြီးဝတ်တာပဲတင့်တော်တယ်15ဘဲကြီးကိုပဲဝတ်တင်တယ်နော်15ဘဲကြီးကိုပဲဝတ်တင်တယ်ရွှေလေးချိန်မလျော့ဘူးပေါ့ဟိုကကျတော့အသားနဲ့ထိတာတော့ထိမိပြမိတာဆိုရွှေရမ်းပျော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ ရွှေအရန်ပြောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကရော့တက်တယ်ရွှေကနော်ဆိုတော့15ဘေးကြီးကိုပဲဝစ်တင်နေအဲ့ဒီမှာမှကျမတို့ကကြောက်ထယ်ကြီးခတ်ပြီးစိန်ထယ်ကြီးခတ်ပြီးဆိုမင်းကလည်း comment လေးတွေ့သူတို့နေဘက်မှာတော့တဲ့14ဘေးနဲ့ခတ်တယ်ကြောက်ထယ်ကို15ဘေးနဲ့ခတ်တယ်ဆိုပြီးဒီလိုပြောရဲဒါကတော့ဆိုင်ရှင်ရဲ့ ခုနပြောတဲ့မယိုသားမှုမယိုသားမှုပါမှုတည်တာပေါ့ကျမတို့က73ဘေးရင်နဲ့73ဘေးရင်အောက်ကိုပဲခတ်ကြတယ်ကျမတို့တံပိုးကြီးပေါ့ဒီလိုမျိုးနှက်ခတ်ကြီးတွေအကြီးကြီးတွေဆိုရင်တော့ကျမတို့က73ဘေးရင်ထဲရော့ပြီးတော့မှခတ်ရင်ပို့ပြီးတော့မှတင့်တော်တယ်ဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျမတို့တွေ ဒီစိန်ရဲ့တံပိုးနဲ့ရွှေရဲ့တံပိုးရွှေဘိုးကသိန်း30ကျော်လောက်ပဲပါတယ်ရွှေဘိုးသိန်း30သိန်း30နဲ့ကျမတို့ကဒီမှာတောင်းချီတဲ့နဂတ်ကြီးကိုကျမတို့ကရွှေကောင်းတာဝတ်เสียမလိုဘူးအဲ့တော့ရွှေရီကိုဒီစိန်ကိုကုတ်ထားနိုင်တဲ့ကုတ်အားဖြစ်တဲ့ရွှေရီကိုပဲတောင်းတာဖြစ်တဲ့ကြောင့်လို့73ပဲ73ပဲနဲ့အောက်ဒီလိုရွှေရီမျိုးကိုကျမတို့ကတောင်းပါတယ်ကိုသုံးလုံးဆိုတာကအခောက်ရွှေကိုပြောတာเนาะမဒေါခင်မမြင့်ကိုသုံးလုံးဆိုတာကျမတို့ 24k အခောက်ရွှေကိုပြောတာเนาะဆိုတဲ့အခါကျတော့အဲ့တော့ကျမတို့ကရွှေအညံ့ကိုပဲတောင်းပါတယ်မညံ့ညံ့ ောင်ဆက်ရတယ်။ကျမတို့ဒီလိုမျိုးကြီးဆိုတခါတလေဆိုရင်ကျမတို့ကဘလောက်လောက်တင်နေသုံးရလဲဆိုတော့ 14k လောက်တင်နေတော့ကျမတို့သုံးပြီးတော့မှလောက်ရတယ်နော်။ 14k အခုဆိုရင်တခါတလေကြလို့ရှိရင်ဈေးကွက်ထဲမှာကျမတို့ဟောင်ကောင်မှာဆိုပေါ်နော်ပိုလင်းနော်ကျမတို့ 9k ရော 8k ရောအထည်တွေရှိတယ်။ ကျွန်တော်တို့ 9K တော့အေးစိတ်လေးမုံမုံလေးတိတိလေးနဲ့အကုန်လုံးနေထည့်ပြီးတော့မှလိုက်ငါဒီဇိုင်းကိုဦးစားပေးတဲ့ဟာလေးဆို 9K တော့ 8K တော့ 9K တော့ 8K တော့ဆိုဘာလဲဆိုရွှေငါမှုကြီးငါမှုသဘောမျိုးတောင်ဖြစ်နေပြီအဲ့လိုမျိုးအထည်တွေရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေကစိန်ထည်ပစ္စည်းတွေကြောက်ထည်ပစ္စည်းတွေကိုကြောက်စိန်ကိုကြောက်ကိုဝစ်တာမဟုတ်ဘူးကျွန်တော်ကြောက်ကိုဝစ်တာရွှေကိုဝစ်တာမဟုတ်တာဖြစ်တဲ့ကြောင့်ရွှေအရေးကိုကျွန်တော်တို့ကချပြီးတော့မှလုပ်ရတယ် အဲ့တော့မှသာရင်ဒီစုံကုတ်တွေကကုတ်အားတွေရှိတာကုတ်အားတွေရှိတော့မှဒီအဲစိန်နေကြောက်တွေကမြင်းမြန်တာပေါ့နော်မြင်းမြန်တာအဲ့တော့ဟုတ်ပြီကျမတို့ကစိန်နေကြောက်တွေကိုခတ်လိုက်ပြီပေါ့အခုဒီလိုအထည်ဖြစ်သွားပြီပေါ့ကျမတို့အဲ့ဒီအထည်ကိုကျမတို့ကအရေးစစ်ကြမယ်ဆိုလို့ရှိရင်ကျမတို့အခုစက်တွေရှိတယ်စက်တွေကိုစစ်တယ်ဆို point ထောက်လိုက်တယ်ဆိုကျမတို့အထင်ဖြစ်သွားပြီဆိုလို့ရှိလို့ရှိရင်ကျမတို့ဒီ ကျွန်တော်တို့ဆက်လိုက်တယ်ကျွန်တော်တို့ကပဒိန်ဆရာကိုဆက်ချောင်းပေးလိုက်တယ်ယော့ဆက်3ပဲဆက်ချောင်းယော့ဒီမှာဆက်2ပဲဆက်ချောင်းဆိုကျွန်တော်တို့ကဆက်ဆက်3ပဲဆက်2ပဲဆက်ချောင်းပေးလိုက်တယ်အဲ့တော့ပဒိန်ဆရာကအထည်ပြုတ်လုဖန်တီးတယ်ပြုတ်လုဖန်တီးတယ်ဆိုရင် तू ကဒီလိုလေးတွေကွင်းနာလေးတွေဝိုင်းနာလေးတွေခွင်းနာလေးတွေတော့ကိုကျွန်တော်တို့ကဂဟီလေးတွေဆက်တယ်ရွှေဂဟီဆက်တယ်ဆိုတဲ့စကလုံးကြားဘူးတယ်မလားအဲ့လိုဂဟီလေးတွေဆက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအထည်ကိုရခင်ကောင်းကတော့ကျွန်တော်တို့တွေကစစ်တယ်ဆိုရင်မှတ်တိုက်ပြီးတော့ပဲစစ်ရတယ်မှတ်တိုက်ပြီးတော့စစ်ပြီးတော့မှကျွန်တော်တို့ကဒီရဲ့ထွက်လာတဲ့အယောင်၆တယ်အယောင်ဆိုးတယ်ဝါတယ်နီးတယ် ်စသဖြင့်ပန်းသွားတယ်ဒီလိုမျိုးပေါ်မှာကျမတို့ဒီအကဲဖြတ်တဲ့သူရဲ့ကျွမ်းကျင်မှုနဲ့ကျမတို့ကရွှေအရည်ကိုခံမှန်းကြတယ်အခုကတော့ခင်မီစက်တွေပေါ်လာတယ်ဒါပေမဲ့အတိအကျကြအောင်တော့ကျမတို့ လုတ်လို့မရဘူးနီးစက်တဲ့ဟာအထိပဲစစ်လို့ရတယ်အထည်လုတ်ပြီးသားဆိုဒီလိုအချောင်းနေဆိုရင်တော့ကျမတို့ကတိတိပပထွက်တယ်ဘလောက် point ဆိုပြီးတော့မှကျမတို့ကတိတိပပထွက်တယ်သူ point ဆိုတာရှိပြီးသားဘလောက် point ဆိုရင်ဘယ်နှပဲကြီးဘလောက် point ဆိုတာဘယ်နှပဲကြီးဒါကကျမတို့ဆက်ချောင်းနေမှာပဲထွက်တယ်ဒီလိုမျိုးအထည်ဒီဆိုရင်တော့နီးစက်တဲ့ပမာဏကိုပဲထွက်တယ် okay ဒါဆိုရင်ကျမတို့ကအထည်လုတ်ပြီးသားတစ်ခုကိုစစ်ကြတယ်ဆိုလို့ရှိရင်ကျမတို့ကျမတို့ပင်းလိုက်တဲ့ဆက်ချောင်းအတိုင်းသူကမထွက်နေဘူး point မှာညော့ပြီးတော့မှပြတယ်ဘာဖြစ်လို့ညော့ပြီးပြလဲဆိုခုနကရွှေခေတွေဆက်လိုက် တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့တွေကဗတင်းဆရာကိုပစ္စည်းပေးလိုက်တယ်ဗတင်းဆရာကကျမတို့ကိုပြန်အပ်တယ်ကျမတို့ကရွှေရည်စစ်ပြီးတော့မှလက်ခံတယ်ပွန့်ရော့တယ်ဘာကြောင့်လဲဆိုတော့ဂဟေတွေပါထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့တွေအတိအကျမထွက်ဘူးပွန့်ရော့တယ် ဲ့တော့ခုနကစစ်လွန်ရတယ်ဆိုတာဒီလေကျမတို့တွေကဒီလိုမျိုးဆက်ချောင်းတွေကိုဆိုရင်ကျမတို့ဆက်ထဲမှာဆစ်လိုက်ရင် point အတိအကျထွက်တယ်အဲ့တော့ကျမတို့တွေကရွှေရီဆက်ကြတယ်ဘာဖြစ်လို့ရွှေအညံ့နဲ့လောက်ကြရလဲဆိုရင်ကျမတို့ဝစ်တဲ့တံပိုးတွေကြီးလို့စိန်တောင်းချီတဲ့ဟာကြီးကိုကျမတို့ကရွှေရီ15ဘဲရင်နဲ့ကုတ်ပြီးတော့မှဘယ်နည်းပြုတ်ကြမလဲဆိုတဲ့ဟာမျိုးနဲ့ကျမတို့ကဝစ်တာမဟုတ်ဘူးဟုတ်တယ်နော်ကျမတို့ကစိန်တောင်းချီတံကိုဝစ်တာ ရွှေခုနကပြောတဲ့နှစ်ပဲသုံးပဲကိုဝတ်တာမဟုတ်ဘူးရွှေနှစ်ပဲသုံးပဲရဲ့တန်ဖိုးမဟုတ်ဘူးကျွန်တော်တို့တွေဆိုဒီငကတ်ဒီအကြီးကြီးတွေလက်စွပ်ဒီလိုအပွင့်ကြီးတွေဆိုရွှေကိုချပြီးတော့ကိုကျွန်တော်တို့တွေလှုပ်ပြီးတော့မှဝတ်ကြတယ်ဒါကြောင့်မလို့ကျွန်တော်တို့တချို့ဆိုင်တွေကကြတော့မယုံမသားနဲ့လည်းရှိကောင်းရှိနိုင်နေအဲကျွန်တော်တို့တွေဒါကတော့ဟို knowledge တွေကိုလည်းမရှိတဲ့ခါကျတော့သူတို့ဆိုင်သူတို့စီးမြင်ပေါ့ကျွန်တော်တို့ဒါတော့မပုတ်ခတ်ချင်ပါဘူးအဲ့တော့14ဘဲနဲ့ခတ်ထားတာ15ဘဲနဲ့ခတ်ထားတာဆိုပြီးကြောက်တဲ့ပစ္စည်းတွေကိုပြောပြီးတော့မှရွှေဈေးကို14ဘဲဈေး15ဘဲဈေးနဲ့တွက်ချက်ပြီးယူကြတယ်ကျွန်တော်တို့ ကြောက်ထဲတွေစိမ့်တယ်ဆိုတာရွှေ73ဘဲနဲ့73ဘဲအောက်မှာပဲခတ်လို့ရတယ်ခတ်လဲအတိုင်းနဲ့ခတ်ကြတယ်နော်ဆိုတော့ဒါလေးကတော့ knowledge အနေနဲ့သိထားဖို့ဖြစ်ပါတယ်အဲ့တော့ခုနကဈေးကွက်ထဲမှာတွေ့နေတဲ့အဖြူတွေတွေဒီကျမတို့ white gold ဖြစ်ပါတယ်ရွှေ850 copper နဲ့ zinc 25ရာခိုင်နှုန်းပါတဲ့အထည်တွေဖြစ်ပါတယ်ပြန်ကြည့်ရင်ရွှေ80 85ရာခိုင်နှုန်းပြန်ထွက်ပါတယ်โอเคเนาะဒါဆိုရင်မေးခွန်း